ဘက်ဂျမင်ဆက်စကိုပီတာယောဂရက်ဂျော်ဒဲဟာတိုရိုရီဂိုနဲ့ပတ်သက်ပြီးတော့နာမည်ကျော်သတင်းထောက်တည်ရဲ့နောက်ဆုံးရပြောစကားများ ဒီညနေခင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်စိတ်ကြိုက်တဲ့ရင်လေးဖို့မရတာဖြစ်တဲ့အတွက်လက်ရှိချိန်မှာကျွန်တော်ညီကိုအတွက်အာဆီနယ်တကယ်ထဲထဲဝင်ဆွေးနွေးနေတဲ့ကစားမလေးဦးနဲ့ပတ်သက်ပြီးနာမည်ကျော်သတင်းထောက်တွေရဲ့ပြောစကားကိုကျွန်တော်တစ်ချက်သုံးသပ်ကြည့်လိုက်ရအောင်နာမည်ကျော်သတင်းထောက်ဆိုတဲ့နေရာမှာဟိုရိုမာနိုအွန်စတိန်ဒီလိုလေပဲသတင်းထောက်တွေရဲ့ပြီးတော့သက်ဆိုင်ရာသူတို့ပြည်ရင်းမှာနာမည်ရတဲ့သတင်းထောက်တချို့ရဲ့အဲ့ဒါကိုပဲကျွန်တော်တည်တံ့တင်ဆက်ပြီးတော့မှာပေါ့လေကဲကျွန်တော်တို့ဆက်စကိုအကြောင်းလေးဆက်လိုက်ရအောင် ဆက်စကိုနဲ့ပတ်သက်ပြီးဒေဗစ်အွန်စတိန်ရဲ့ပြောသွားတာကတော့ရှင်းတယ်။အာဆင်နယ်ကဆက်စကိုနဲ့ပတ်သက်ပြီးတော့လစ်ဗစ်နဲ့တရားဝင်ဆွေးနွေးမှုတွေလုပ်နေပြီမဲ့လက်ရှိအချိန်ကျတော့တမန်အစ်စ်မှာပဲရှိသေးတယ်။တရားဝင်ကမ်းလှမ်းမှုမလုပ်ရသေးဘူး။ဒါပေမဲ့ကလပ်တင်းတစ်ခုကြမ်းမှာဆွေးနွေးထားမှုရလက်ရှိအာဆင်နယ်လက်ထက်မှာဆိုရင်ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးတော့ပြီးတော့စာချုပ်ဖြတ်သိမ်းခြင်းနဲ့ပတ်သက်ပြီးတော့ငွေပေးချေမှုပုံစံနဲ့ပတ်သက်ပြီးတော့အားလုံးအာဆင်နယ်လက်ထက်မှာရောက်ရှိနေပြီ။ဒီကစားမောက်ကမ်းလှမ်းရင်ဘယ်လောက်ကြာနိုင်လဲ။ ငွေပေးခြင်းပုံစံဘယ်လိုလဲဒီကစားမတန်ကြီးဘယ်လောက်ရှိလဲလောက်ခစားဘယ်လောက်လဲဘယ်နှစ်နဲ့ခေါ်မလဲဆိုတဲ့ offer တွေအကုန်လုံး Arsenal လက်ထက်မှာရှိရဒါပေမဲ့တရားဝင်ကမ်းလှမ်းမှုမလုပ်ရသေးတာဒါအဲ့တော့ David Austin ကသူ့အထင်ရဆိုရင်တော့ဒီတပတ်နဲ့လောက်ဒါမှမဟုတ်လာမယ့်တပတ်အတွင်းမှာ Sasco နဲ့ပတ်သက်ပြီး Arsenal ကိုကမ်းလှမ်းသွားနိုင်ချေရှိရဆိုပြီးတော့သူကရေးသားထားတယ်ဒီညမှာ Sasco တဦးတည်းကိုမဖြစ်မနေစူးစမ်းမှာတော့မဟုတ်ဘူးအကယ်၍များ Sasco ကိုခေါ်ယူမှလွဲချော်သွားခဲ့သည်ဖြစ်သော Jorgren နဲ့တစ်ဖက်က Oliver Kane တို့ကိုလည်းဒါ Arsenal ကပြစ်မှတ်ထားနေဆိုပြီးသူကဖော်ပြသွားတယ်ဒါက ဒေးဗစ်အော်စတိန်ဖော်ပြထားတဲ့ဆက်စကိုနဲ့ပတ်သက်ပြီးနောက်ဆုံးရအခြေအနေပေါ့လေအဲ့တော့မနေ့ကတော့ဆိုရိုမာနိုဖော်ပြသွားတာကတော့ဆက်စကိုရဲ့အေဂျင့် လက်ရှိအချိန်မှာလန်ဒန်မှာရောက်နေပြီးအာဆင်နယ်နဲ့ဆွေးနွေးနေတဲ့ဆက်စကိုနဲ့အာဆင်နယ်ကြပုံကိုယ်ရေးပိုင်းဆိုင်ရာရောအခြားရာတွေရောဆွေးနွေးမှုအဆင်အောင်သွားနိုင်ကြသည်ရ။ဒီခါကျရင်ကျွန်တော်တို့ဒီအေဂျင့်နဲ့ကလပ်တင်းကြမှာဆွေးနွေးရဆိုတာကတကယ်ကိုမှအရေးပါတဲ့အရာတစ်ခုပါ။တော်တော်စိတ်ဝင်စားဆိုတဲ့အဆင့်ထက်တော့အများကြီးရှိရောက်တယ်။ဒါပေမဲ့အဲ့ဒီကစားသမားကိုပိုင်တဲ့ကလပ်တင်းကထဲထဲဝင်ပေါဝင်ပတ်သက်လာမှာကျွန်တော် final အဆင့်ကိုသွားလို့ရမှာ။အဲ့တော့ဒါကတော့ရှေ့ပြေးအဆင့်ပဲရှိသေးတယ်။ဒီခါကျလို့ရှိရင်အေဂျင့်နဲ့ကလပ်တင်းကြမှာဘလောက်ကြီးပဲဟို သဘောတူညီမှုယာတာယာတာအဲ့ဒီကစားသမားကိုရောင်းမယ်အဲ့ကစားသမားကိုပိုင်တဲ့ကလပ်အသင်းကထက်တဲ့ဝင်ပါဝင်လာမှာပဲနောက်ဆုံးစစ်ဟီဝီကိုဒီပိုင်ဖြစ်တာဟုတ်အဲ့တော့လစ်ဗစ်နဲ့အာဆီနယ်ကြားမှာတရားဝင်ဆွေးနွေးမှုတွေကိုတော့ဒီတပတ်တည်းဒါမှမဟုတ်လာမယ့်တပတ်ထဲမှာကျွန်တော်တို့မြင်တွေ့ရဖို့ရှိပါတယ်ဒီနေရာမှာဆက်စကိုနဲ့လစ်ဗစ်ကြားကအခြေအနေနဲ့တစ်ချက်ရှင်းပြခြင်းတယ်ဒါနဲ့မနက်ခင်းတည်းမှာကျွန်တော်ပြောခဲ့ယူပါပြီဒါပေမဲ့တစ်ချက်ရှင်းပြခြင်းတာကကြံခဲ့တဲ့ຫນွေရာသီတုန်းကဆက်စကိုကတက်တန်းတိုးခဲ့တယ်2028ခုနှစ်ထိပေါ့လေအဲ့ဒီတက်တန်းမှာ စာချုပ်မှာစာတမ်းကြီးတန်းပါတယ်အဲ့ဒါပါလို့ဆို gentleman agreement လာမယ့်ຫນွေရသည့်ဈေးကွက်မှာအတင်းအသင်းကတင့်တော်တဲ့ပြောင်းချွေတစ်ခုနဲ့ကန်လန်းလာခဲ့ရင်ထောက်ောက်ခွင့်ပေးရမယ်ဆိုတဲ့အချက်တစ်ချက်ထည့်သွင်းထားတယ်အဲ့ဒီအချက်ကြောင့် UO ဒါသူတို့အနေနဲ့ UO တန်း80တန်းပက်ကိတ်နဲ့ကန်လန်းလာခဲ့ရင်ထောက်ောက်ခွင့်ပေးရမယ်ဆိုတဲ့အချက်ကို Sasquatch ထည့်သွင်းထားတယ်အဲ့ဒီချက်ကိုနေပြီးအာဆင်နဲ့အဓိကဆွေးနွေးတာဒါပေမဲ့လက်ရှိချိန်မှာတော့အဘီလစ်စအသင်းရဲ့လောဘကဘလို့ဖြစ်သွားလဲဆိုတော့သူတို့ဂျာမန်ဘွန်ဒလီကာကလပ်ဘေးယလီဖာကိုစအသင်းရဲ့ ကွင်းလက်တိုက်စစ်ကစားမှာဖလိုရီယန်ဘတ်စ်ကလီဗာပူးသင်းကိုယူတန်း150နဲ့ပြောင်းသွားတယ်အဲ့ဒီမှာစပြီးတော့လစ်ဗက်ကလောဘတက်တာပဲ ပထမသူတို့တန်း80လောက်ရရင်တိုးပါပြီဆိုပြီးသတင်းလွှင့်တိုင်းမှာလက်ရှိချိန်မှာတော့ total package add on bonus ဘာညာအပါဆိုရင်တန်း80နဲ့100ကျားထောင်တက်သွားတယ်။အဲ့ဒီနေထောင်အာဆင်နယ်လုံးဝမကြိုက်ဘူး။အဲ့တော့လေယောဂရက်နဲ့သတင်းပြန်ပြန်ပြီးထွက်လာခဲ့တာ။အာဆင်နယ်ကဆက်စကိုနဲ့ပတ်သက်ပြီးပတ်ဆက်မပေးနိုင်ဘူးပေးနိုင်တယ်။ဒါပေမဲ့ကစားသမားအာဆင်နယ်လာချင်တဲ့ဆိုတဲ့အချက်ကိုကင်ထားတာဖြစ်တဲ့အတွက်လိုအပ်ထက်ပိုမပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုး entry bar တို့ကလုံနေတယ်။ပြီးတော့လေဆက်စကိုကဥရောပမှာဆက်ပြီးနေချင်တယ်။တရယဝင်ကလန်နာလည်းအာဆင်နယ်တသင်းနဲ့ရှိတယ်။ဆလိုဗေးနီးယားနီးပြားကလည်းဆက်စကိုဥရောပမှာကစားမှာ နိုင်ငံလေဝီစီအတင်မှာရွေးချယ်မယ်ဆိုပုံစံမျိုးတွေအတိပေးထားတယ်အဲ့အတွက်လည်းအဟီလေရဲ့ဒလိုင်းဒီမှာကန့်လန့်မှုကိုပေချထားခဲ့ရပါလို့အဲ့ဆိုတော့လစ်ဇက်တို့ရှော့ပေးမလားအစင်တော့ပဲတိုးပေးမလားဒါမှမဟုတ်ဒီကစားမောင်းလုံးဝလှဲမကြည့်တော့ပဲနဲ့ယောဂရက်ဘက်ကိုရွှေ့သွားမလားဆိုတော့ကျွန်တော်တို့စောင့်ကြပါပါတေချာတို့ကတော့ဆက်စကိုရင်ထဲမှာလည်းအာဆင်နယ်ရှိနေပါတယ် နောက်ထပ်တစ်ယောက်ကတော့ပီတာယောဂရက်နဲ့ပတ်သက်ပြီးတော့ဒါနောက်ဆုံးရအချင်းတွေပေါ့လေသူနဲ့ပတ်သက်ပြီးသတင်းတောင်းနှစ်ယောက်ကပြောစကားကိုကျွန်တော်ဖော်ပြပေးမယ်ပီတာယောဂရက်ကတော့လက်ရှိချိန်မှာအသက်28နှစ်ရှိပြီးရိုမာနိုရဲ့ဖော်ပြထားချက်အရဆိုရင်တော့တိုက်စစ်မှုပီတာယောဂရက်အတွက်စပိုတင်းတို့က သူတို့မူလသဘောတူထားခဲ့တဲ့အပိုစုကြီးပါယို65တန်းကိုဒါဂရိမတိပဲနဲ့လက်ရှိအချိန်မှာတော့အဲ့ဒီပမာဏထပ်ပိုပြီးလိုချင်နေတယ်။ဒါပေမဲ့သူတို့ကယူရိုတန်းတရာတော့ကြောင်းအောင်မဟုတ်ဘူး။ဒါပေမဲ့65တန်းနဲ့ယူရိုတန်းတရာအတွင်းပမာဏကိုမရရအောင်တိုးမြင့်တောင်းဆိုသွားဖို့ရှိဆိုပြီးရိုမာနိုကဖော်ပြထားတယ်။ဒါကြောင့်မို့လဲပီတာယောဂရက်နဲ့ပတ်သက်ပြီးတရင်ဝင်လာပြီးကန်လက်မဲ့အသင်းတွေအားလုံးကလက်ရှောင်နေတာဖြစ်တယ်ဆိုပြီးတော့ရိုမာနိုကအတီးပြီးွားတယ်။ဒါကတော့တကယ်အမှန်တရားပဲ။အဲ့တော့ယောဂရက်စိတ်ဆိုးမယ်ဆိုလဲစိုးစရာပဲ။ပထမသူတို့ဒီ ယောဂရက်နဲ့အေဂျင့်နဲ့ဂျားထဲမှာကျွန်တော်တို့သတင်းတွေထွက်ခဲ့တာကတော့ဘလောက်ပမာဏရရင်ကလတ်တင်းကလက်လွတ်မယ်ဆိုတဲ့ပုံစံမျိုးဒါပေမဲ့အဲ့ဒီကလတ်အသင်းရဲ့ဥက္ကဋ္ဌဖရီဒီကိုဘာရန်ဒက်စ်ကိုတိုင်ထွက်ပြီးရှင်းတာကတော့ယူရို60ပလက်စုစုပေါင်းအတ်အွန်70တန်းယူရို80တန်းပက်ကင်းနဲ့လက်လွတ်မယ်ဆိုတဲ့စကားက ယောဂရက်ရဲ့ agent setting gra ရဲ့ clefan ထိုးမှုတွေဖြစ်တယ်သူနဲ့မသက်ဆိုင်ဘူးသူတို့ကယောဂရက်နဲ့ပတ်သက်ပြီးဈေးနှုန်းတတ်မှတ်ထားမှရှိဘူးဒါပေမဲ့ဆောင်းရောင်ပြောတဲ့ totally you thank ခွနဲ့ဆိုတဲ့ package ကလည်းကျွန်တော်အနေနဲ့အဲ့ဒီပမာဏရောင်းချဖို့အစီအစဉ်မရှိဘူးလို့ပြောပါဆိုလိုချင်တာအိတ်ထပ်ပို့ပြီးပေးမှာပဲရောင်းမယ်ဆိုတဲ့တဲ့ပြီးတော့နောက်ဆုံး3နှစ်အတွင်းမှာယောဂရက်နဲ့ပတ်သက်ပြီးကန့်လန့်မှုတွေက0ဖြစ်တယ်ဆိုပြီးပြောပါတယ်ဘယ်အသိမှလာပြီးမင်းကိုလာမကန့်လန့်ဘူးငါတို့ကလည်းမင်းနဲ့ပတ်သက်ပြီးဈေးကိုကြိုက်တယ်လို့တောင်းမယ်မင်းနဲ့ပတ်သက်ပြီးဘာဂရီးမှပေးထားမှရှိဘူးဆိုပြီးတော့သူတို့ဥက္ကဋ္ဌပြောထားတယ်အဲ့ဆိုတော့ယောဂရက် တ်နဲ့လက်ရှိအချိန်မှာစပိုတင်းနဲ့တင်းမာမှုဖြစ်နေလို့ဆက်စကိုနဲ့လစ်ဇက်နဲ့ကြားမှာလည်းတင်းမာမှုတွေဖြစ်ဒါပေမဲ့ကလပ်သင်းကအပေါ်စီးရပဲစာချုပ်ပါအချက်လိုက်ရအဲ့စာချုပ်ရှိနေသေးကစားသမားဘာမှလုံးမရဘူးကျွန်တော်တို့စပိန်မှာဆိုစာချုပ်ဖြစ်တဲ့ညပြင်ကလတ်တင်းကသဘောတူရဲဆိုရူးရှိတယ်။ဒါပေမဲ့တချို့လိတွေမှာဆိုလို့ရှိရင်တော့အဲ့ကစားသမားကိုပိုင်တဲ့စာချုပ်ရှိရဲ့အထိကစားသမား processor ပဲကစားပေးရတယ်။ဒါကတော့အချက်ပေါ့လေ။အဲ့တော့နောက်တတိယနောက်တစ်ယောက်ကကျတော့ Nuno ဖာရင်ဟာသူကတော့ CIN ပေါ်တူဂီယာကျွန်တော်မနက်ခင်းသတင်းမှာဘာကြောင့်ဒီသတင်းကိုမထည့်လဲဆိုတော့လေကျွန်တော်အဲ့ပေါ်တူဂီဘက်ကသတင်းထံထားတွေကိုသိပြီးအယုံကြည်နောက်ပိုင်းမရှိတော့တာ90ရာခိုင်နှုန်းလောက်တောင်သိပ်မယုံကြည်ကျွန်တော်ဟိုကျွန်တော်ညီကိုမှတ်မိအောင်မှာကျန်ခဲ့တဲ့တလားနှစ်လတော့ဆိုယောဂရက်အာဆင်နယ်နဲ့ဘယ်နှစ်သဘောတူညီပြီးပုပ်ကိုရေဘလို့ဖြစ်ပြီးပြီးဘယ်နှစ်ကွန်ထရက်ချုပ်မလားစာဘလောက်ဘလောက်နဲ့ခေါ်လို့ရတယ်သူတို့စီကတချောက်ထွက်တာပြီးတော့လေဘာမှဖြစ်မလားတခါကျရင်ကျွန်တော်ကတော့လေဟိုဂျားရီကနေတချို့လေကျွန်တော်ဟိုတမျိုးထင်အောင်ထင်လိုက်မယ်ဒါပေမဲ့ကျွန်တော်က ဟိုသတင်းတမှုရပြီဆိုရင်ဘယ်ကနေရလဲဆိုတော့ကျွန်တော်ဖော်ပြဘာကြောင့်ဆိုကျွန်တော်တို့ကရေရှည်လုံးနေတယ်ဆိုတော့ကျွန်တော်တို့လည်းထိခိုက်မှာစိုးတယ်သိရမလားဒီသတင်းကတော့မောင်ဖြူစီရရတယ်ဒီသတင်းကတော့မောင်နီစီရရတယ်အများတန်းပြောတယ်ဘာကြောင့်လဲဆိုတော့အဲ့သတင်းဖြစ်မလာရင်သူတို့စီကကျွန်တော်ယူဖော်ပြတာကျွန်တော်ဒဲပဲအဲ့ကြောင့်မို့အခု CNN ဆိုတဲ့သတင်းဌာနကလည်းပေါ်တူဂီအခြေစိုက်သတင်းဌာနဟိုအိုဂျိုဂိုရိုတို့ဘာလို့လဲတော့တိတ်တော့နာမည်မကြည့်ဘူးဒါပေမဲ့သူတို့ဘက်မှာဆိုတဲ့နာမည်ရနေတဲ့သတင်းထောက်တယောက်ပေါ့လေသူဖော်ပြထားတာတော့ အရင်ကတည်းကဗီတာယောခရက်ကအာဆင်နယ်ကိုသဘောကျနေခဲ့တာအာဆင်နယ်တော်ဘက်ကစားပြီးခြင်းနဲ့အာဆင်နယ်မှာကစားဝင်ရောက်ဖို့တည့်ရစိတ်ဆန္ဒဖြစ်တဲ့အကယ်၍ဒါနဲ့ပတ်သက်ပြီးတော့အေဂျင့်ကိုလည်းပြုံမွေလင်းလင်းအတိပေးထားဆိုပြီးသူကပြောသွားတယ် အနည်းချုပ်လိုက်မယ်ဆိုရင်တော့အာဆင်နယ်သာကမ်းလှမ်းမယ်ဆိုရင်အခြားသင်းနဲ့ဆိုင်ရင်ယောဂရက်ကအာဆင်နယ်ကိုပဲလာချင်တယ်ဆိုပြီးတော့သူကပြောသွားခဲ့တယ်။ဒါကတော့တစ်ဖက်ကစပိုတင်ဘက်ကမာကတ်တင်းစင်ခိုင်းတာလားကစားသမားဘက်ကပဲတစ်ဖက်လည်းနဲ့ပြောခိုင်းတာလားသတင်းထောက်ကပဲသတင်းမှန်တင်ဆက်တာလားဆိုတော့ဈေးကွက်ကမူယာမာယာအရမ်းများရပါလေ။အဲဆို ဘောကြပါတယ်တခါကျရင်ကစားသမားတို့ကိုကလက်တင်လာခြင်းနဲ့ဆိုတဲ့တည်မျိုးတွေကအရင်ကိုပြောကြကောင်းတယ်ဒါပေမဲ့နောက်ွယ်မှာဒါဘေးဘီခေါ်တဲ့အပိုင်းတွေကြီးပဲပြီးတော့ကိုကလက်တင်ကဒါထွက်မဲ့ကိစ္စဆိုရင်လာချီပြီးဆွေးနွေးတဲ့အလေးချိန်နဲ့ရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့မှပျော်ရွှင်မဲ့ရဲဝံ့ပျော်လို့မရဘူးအဲ့တော့အသင်းကိုယောဂရက်ပဲရောက်လာလားဆက်စကိုပဲရောက်လာလားတိုက်စစ်မှုတဦးဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ကြိုဆိုရမယ်တခုတော့ရှိရနော်အိုလီဝါကင်းတို့ဘာလို့လို့ကစားသမားမျိုးတွေရေတုံနေနေတော့မှကျွန်တော်မခေါ်ချင်တော့ဘူးဘာလို့ဆိုတော့ရင်းနှီးမြုပ်နှံမှုလုပ်တယ်ဆိုတော့တခါတည်း အကုန်လုံးလိုက်ပြီးရင်နောက်ကျလို့ရှိရင်အသက်ကြီးလာမယ်အခြားဆုံးတွေကိုကျွန်တော်တို့ထပ်ပြီး upgrade လုပ်မယ်ပိုင်းတွေရှိသေးရပါလေအဲ့တော့ Jore Hato ဒါမနီးယားညကိုးကွဲလောက်မှာတက်လာခဲ့တဲ့သတင်းရဆိုရင် Jore Hato စီကိုအာဆင်နယ်တင်တောင်းရှိတာဖုံးဆက်ပြီးမေးမြန်းလဲဆိုပြီးတော့ဖေဘီဆိုရိုမန်တို့ကဖော်ပြသွားတယ်အာဆင်နယ်လိုပဲချယ်ဆီလည်းမေးမြန်းစုံစမ်းထားဆိုပြီးတင်းချို့တက်အဲဒီနေ့မှာကျွန်တော်ညီကိုတချို့သိလာပြီကျွန်တော် YouTube မှာ Let's Sit Football ဆိုပြီးအသင်းဆုံး channel လေးတနေ့ကိုတပုတ်ပုံမှန်တင်တဲ့မနက်ခင်း9:00တင်တဲ့ channel တစ်ခုရှိတယ်အဲ့မှာကျွန်တော်အမြဲတမ်းဖော်ပြတဲ့အခါမှာ ဒီဂျော်ဒန်ဟာဒူနဲ့ချယ်ဆီတရင်တွေကပို့ပြီးတော့ထိတွေ့မှုရှိရတွေ့ရတယ်။အကယ်၍များနှစ်သိန်းပြိုင်ပြီးကဲလဲမယ်ဆိုချယ်ဆီကတော့ပို့ပြီးလက်သွက်ချေသွက်ရာသွားနိုင်တယ်ဗောလေ။အဲကိုအသိန်းတော့ဒီကစားမောက်ကျွန်တော်ရောက်စီချင်တယ်။ဒါပေမဲ့ချယ်ဆီကမှတကယ်ထဲထဲဝင်ကဲလန်းမှုတွေဆွေးနွေးမှုတွေလုပ်နေခဲ့တာ။အဲ့တော့ဂျော်ဒန်ဟာဒူနဲ့ပတ်သက်ပြီးအာဆင်နယ်မေးမြန်းစုံစမ်းတယ်ပြီးတော့လည်းနှစ်နှစ်လောက်ရှိပြီ ျွန်တော်မှတ်မိသေးရနှစ်နှစ်လောက်ရှိပြီအဲ့ကစားမောင်အာဆင်နယ်တို့စိတ်ဝင်စားဆိုပြီးတည်င်းထွက်လာလိုက်ပြန်ပြီးတိမ်မြုပ်သွားလိုက်ပဲအဲ့တော့ဘဲဂျီအာတန်အသက်16နှစ်ပဲရှိပြီးတော့ဂျူရီယန်တင်မာတစ်ချိန်တော့ကစားခဲ့တဲ့အေဂျင့်အသင်းရဲ့ လက်ရှိအချိန်မှာပုံမှန်ပေါ်ထွက်ခွင့်ရတဲ့ကစားသမားနေတာလန်လက်ရွေးစင်ပလီယာပေါ်လေသူကလက်ဘက်ချမ်းမှာရောဒီဗဟိုခံစစ်မှောင်နှစ်နေရာလုံးဆော့လိုက်နေအရန်ဘက်စလိုက်ဖြစ်တယ်။အာဒါစိတ်ကြိုက်ပြဘယ်ချေအာတန်ကစားသမားတူဦးဖြစ်တဲ့အတွက်ခေါ်မယ်ဆိုရင်တော့ပေါင်35တန်အထက်လောက်တော့ကြာတင်မယ်။35တန်နဲ့တန်90ကြာပဲ။ဒါပေမဲ့အေဂျင့်နဲ့အာဆင်နယ်ကြားကဆက်ဆံရေးကောင်းနေရှိတယ်။အဲဒါဆိုဂျော်ရဲဟာတူကတော့အာဆင်နယ်ထက်ဆိုင်ချယ်ဆီကိုရောက်ဖို့များလို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ရိုမာနိုကတော့ချိတ်ဆက်ဆက်သွင်းမှုတွေအာဆင်နယ်လုံးနေဆိုပြီးတော့ဖော်ပြသွားပါတယ်။ကဲနောက်ဆုံးတစ်ယောက်ကတော့ရိုဒရီကိုအသက်24 ်လင်းနီရွှေဘရာဇီးသားရိုဒီဂိုနဲ့ပတ်သက်ပြီးတော့လေအခုနောက်ပိုင်းသတင်းတွေကနည်းနည်းလေးဝေးကွာသွားတဲ့ဘက်ကိုရောက်နေတယ်။ဘာလို့လဲဆိုကြံခဲ့တဲ့ရပ်ပိုင်းတော့ကဒေးဗစ်အွန်စတိန်ပြောထားတာရောအာဆင်နယ်တင်းရဲ့နပတိပူဇော်ပြီးတိုက်စစ်တောင်းဝန်ထဲမှာနီကိုဝီလန်တို့ရိုဒီဂိုတို့ကပါတယ်။တချို့စပိန်ဘက်ကလာတဲ့တင်းရဆိုအိုက်တိုင်းရဲ့အကြိုက်ဆုံးတိုက်စစ်တောင်းမကစားမှရိုဒီဂိုဖြစ်တယ်။ဒီလိုတွေတော့ပေါ်ပြထားတယ်။ဒါပေမဲ့ရိုဒီဂိုရဲ့စိတ်ဆန္ဒကအခြားပလေယာနဲ့မတူဘူး။သူကရီယယ်မှာဆက်နေခြင်းတယ်။ဒါပေမဲ့ရီယယ်မှာဆက်နေခြင်းနဲ့ ုံမှန်ပေါ်ထွက်ခွင့်မရရင်အသိပြောင်းမစွေပုံစံမျိုးဒါပေမဲ့သူ့စိတ်ကတော့ real မှာရှိနေသေးတယ်။ကြံခဲ့တဲ့ရပ်ပိုင်းတော်မှာဒါ Twitter မှာ happy တွေဘာကြသူတင်ထားသေးတဲ့ training လုပ်နေနေ။အဲ့ဆိုနီးပြဇာပြီးအလွန်ဆွေးလက်အောက်မှာသူ့အနေနဲ့ပထမပေါ်ထွက်ကစားမှာဖြစ်မလားဒါမှမဟုတ်ပေါ်ထွက်ခွင့် ွဲရီအတွက်တချို့နဲ့အမကတ်ချက်ရရင်ဆက်ပြီးနေသွားမလားဆိုတော့တစ်ချက်ကြည့်ရမယ်။လုံးဝမဖြစ်နိုင်တော့ဘူးဆိုမှသူက Rio ကိုစွန့်ခွာမယ်ကစားမှဖြစ်တာဖြစ်တဲ့အတွက်အာဆင်နယ်ကလိုအပ်တယ်ကန့်လက်မယ်ဆိုပေမဲ့လည်းတစ်ဖက်က Rio ကိုလမ်းဖွင့်မဲ့အချိန်ကစားသမားမီးစိမ်းပြမဲ့အချိန်ကိုစောင့်နေလို့ကျွန်တော်ထင်တယ်။ Rio နဲ့ဒီကစားမနဲ့ပတ်သက်ပြီးတော့ Euro တန်း80နဲ့တရာကြားလိုချင်လို့ကြားသိရတယ်။ပြဿနာကအဲ့ပြောင်းရွှေ့ရေမဟုတ်တခုပဲစိုးရင်လားကစားသမားက အခွန်ဆောင်ပြီးလောက်ခရစာအတတင်ဘလောက်လိုချင်လဲဆိုတဲ့အပိုင်းုံပဲကျိုးတစ်ချက်ညှိရမှာပေါ့လေအဲ့တော့ညီကိုတော့ဘလို့ထင်လဲကျွန်တော်တော့အာဆီနိုရူရူရောက်လာနိုင်ကြရတော့တဖြည်းဖြည်းနဲ့နည်းလာပြီထင်တယ်။ဘာကြောင့်ဆိုတော့လက်ရှိချိန်မှာဇာဘီအလွန်ဆိုရဲ့နီးစနစ်ဒီမှာအသားကျနေလောက်လဲအေးရောင်နဲ့တွေ့ရတယ်။ first line နဲ့မဟုတ်ရင်တော့တရားသီးပွဲ30လောက်ကစားခွင့်ရရင်ဆက်နေမယ်ဆိုတဲ့ပုံစံမျိုးနဲ့လည်းနေကောင်းနေသွားနိုင်ပေါ့လေအဲ့တော့ကျွန်တော်တို့ အဆုံးထိဆက်ကြပါပါ။ကဲဒီစီဇန်လေးကိုတရားဝင်ကြီးပုံပြီးတဲ့ရှုပ်ပေါ်လုံး online အကျိုးလဲကျေးဇူးတင်ပါတယ်။အမဆော့ဘစုံတော့ Viber ဖုန်းနံပါတ်3939963ကိုဆက်သွယ်လို့နှစ်ကုန်ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်။ iBackcoach ကို Sport Internet 9300မြစ်တူလဲကစားလို့ရနေပါခင်ဗျာ။